မူလာရန်ကျောင်းသူရွယ်သားရှိသေးပေမဲ့အငိတ်မင်းသမီးကြီးတယောက်လိုဖျော်ပြနေတဲ့ကရင်မာလေးနတ်ပန်းဖြူအားလုံးပဲမင်္ဂလာပါဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်အခုရပိုင်းအတွက်မှာအငိတ်မင်းသမီးဝတ်ဆောင်လေးဝတ်ပြီးစီစံညီညီကပြနေတဲ့မင်းကလေးတယောက်ရဲ့ဗီဒီယိုကလူကြိုက်များနေပါတယ်အလူကားပေါ်မှာအငိတ်မင်းသမီးဝတ်ဆောင်လေးနဲ့ကပြနေတဲ့ကလေးလေးကနတ်ပန်းဖြူဖြစ်ပြီးအငိတ်မင်းသမီးကြီးတယောက်ဝင်စားသလားလို့တောင်ထင်ရလောက်အောင်ကပြနိုင်တဲ့သူပါ နံပါတ်ဖြူဟာကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ထက်ကကော့ဆူကျေးရွာမှာနေထိုင်သူဖြစ်ပါတယ်။နံပါတ်ဖြူကမူလာရန်ကျောင်းသူရွယ်လေးသာရှိသေးပေမဲ့မင်းသမီးကြီးတယောက်လောကပြဖြောပြနေတာပါ။ တော်လည်းပြောပြောင်းပြီးပြုံးရှင်အောင်ကနိုင်လို့မြန်မာသူတိုင်းကချီကျူးရောက်တဲ့ရေချင်းတွေရှိနေတဲ့သူပေါင်းတရောက်ရွယ်လေးနဲ့အကပညာကိုဗမာများတင်ထားလဲလို့ပြည်သက်တွေကစိတ်ဝင်စားကြပါတယ်။နဗန့်ဖြူကအကပညာကိုဆရာမနဲ့တင်ကြားခဲ့တာမဟုတ်ဘဲဖုန်းထဲကဗီဒီယိုလေးတွေကြည့်ပြီးကတက်နေတာပေါ့။မြို့ကြီးတွေထိသွားပြီးအကပညာကိုတင်ကြားရတာမဟုတ်ပေမဲ့အကပညာကိုသင်ယူဖို့ဆရာထပ်တန်းခဲ့ပါတယ်။သူရဲ့ဝါသနာကိုဘယ်အရာကမှမတားဆီးနိုင်လို့ဖုန်းထဲကနေအကဗီဒီယိုတွေကိုလိုက်ကြည့်ပါတယ်။ ဖုန်းထဲမှာအခဆီယာမတွေကပြတာကိုတေချာလစ်လာပြီးလိုက်ကရင်းနဲ့ကတက်သွားခဲ့ကအခုဆိုရင်တော့ဘွဲတွေမှာပါဖြောပြေးနေရပါတယ် နံပါတ်ဖြူကအငိတ်မင်းသမီးအကတခုတည်းတည်းမဟုတ်ဖဲမင်းသားအကကိုလည်းကတတ်ပါသေးတယ်အကနဲ့ပတ်သက်လာရင်ဘယ်ရာကိုမစော်တင် जा ဖို့အတွက်အဆင်သင့်ဖြစ်နေလို့မင်းသမီးအကကိုတာမကမင်းသားအကကိုပါတင် जा ထားပါမင်းသားဝတ်စုံနဲ့ကပြရင်လည်းလှတလို့မင်းသမီးတယောက်လိုလည်းတချင်းကြီးတွေနဲ့ကနိုင်ပါသေးတယ်။မိကန့်အပြင်ဆင်းတဲ့အဝတ်စားတွေကိုတော့မိခင်ဖြစ်သူကပံ့ပိုးပေးတာပေါ့။မင်းသမီးလေးတယောက်လိုလက်ကိုချိုးပြီးတော့ကနိုင်လို့ပါရမီပါတဲ့ကလေးလေးဖြစ်ချီးကျူးကြပါတယ်။ နပ်ပန်းဖြူဟာကလေးသားသားအရွယ်လေးသားရှိသေးပေမဲ့ချစ်စရာကောင်းလွန်တာကြောင့်အလို့ပွဲတွေမှာနပ်ပန်းဖြူမပါရင်ပွဲမစီတော့ပါဘူး။မျိုးလုံးအစည်းတွေကအစအငိတ်မင်းသမီးလေးတယောက်လိုဟန်ပါပါကနေတာကြောင့်ခြေရှုသူတွေကသဘောကျကြပါတယ်။ ကြည့်ရှုနေတဲ့သူတွေကလည်းနတ်ပန်းဖြူကိုငွေတွေချင်းမြင့်ချပါတယ်။ကနေရင်းတဲ့ငွေချင်းမြင့်ရင်အောင်နတ်ပန်းဖြူကအကမပြတ်သွားပဲဝိုင်းရင်မင်းသမီးကြီးတယောက်လိုကပြနိုင်တာပေါ့။နတ်ပန်းဖြူကိုသူ့ရဲ့မိခင်ကအငိတ်မင်းသမီးဝတ်စုံတွေချုပ်ပေးထားကြအောင်ပွဲတွေမှာဖျော်ပြတဲ့အခါအငိတ်မင်းသမီးဝတ်စုံနဲ့ဖျော်ပြပါတယ်။တစ်တော့မှထမင်းရည်တီနောက်ကိုခါချထိုးပြီးတော့ဒီဂျင်နဲ့ကပြနေတဲ့မင်းသမီးတချို့ကြောင့်ဝိုင်းရင်မင်းသမီးတွေတောင်စိတ်ပြတ်နေရတဲ့အချိန်မှာနတ်ပန်းဖြူကကလေးရွယ်လေးဖြစ်ပေမဲ့ခြေသလုံးကိုတော့မပေါ်ကပြနိုင်ပါတယ်။သဘင်ပညာကိုတကယ်စိတ်ဝင်စားလို့ဖုန်းနဲ့ ကနေလေလာရင်းနဲ့တက်မြောက်သွားခဲ့ကောင်ပွဲတွေမှာကပြနိုင်တာကိုတော့တချို့တွေကမယုံကြည်ကြသေးပါဘူး နံပါတ်ဖြူကအကပညာကိုငငယ်ကလေးကစိတ်ဝင်စားလို့တယောက်ထဲလဲကနေတက်ပါတယ်။ကလေးများစုကငယ်ရွယ်စင်မှာအကဝါသနာပါပေမဲ့နံပါတ်ဖြူကတော့ပါရမီပါလာတာကြောင့်ဖုန်းထဲကနေတင်ယူယုံနဲ့တကယ့်အငိတ်မင်းသမီးတယောက်လိုကပြသွားနိုင်တာပေါ့။ကျောင်းကပြန်လာတဲ့အချိန်တိုင်းမှာလည်းကနေတက်ပြီးသူ့ရဲ့ဝါသနာကိုအမေဖြစ်သူကတနိုင်တလောက်ဖတ်မိုးပေးပါတယ်။မိဘတွေကရေရိုသသလောလောဆသူတွေဖြစ်ပြီးနံပါတ်ဖြူကအကပညာမှာထိုးချွန်နေလို့မျက်နှာပန်းလှနေပါပြီ။နံပါတ်ဖြူကငငယ်လေးကလေးကအကဝါသနာပါလို့ကျောင်းပွဲတွေမှာလည်းအငိတ်မင်းသမီး ဝတ်ဆောင်တဲ့ဖြောက်ပြပါတယ်။ကလေးရွယ်လေးမှာတင်အကပညာကိုဖုံးထဲကနေကြည့်ပြီးဒီလောက်ထိကတတ်နေတာကြောင့်တပင်ပညာကိုသေချာသင်ကြောင်းရင်ဒီထက်ပိုပြီးအောင်မြင်လာနိုင်အောင်ပါပါ။ပရိသတ်ကြီးရောကရင်မာလေးနန်းပန်းဖြူရဲ့အကလေးတွေကိုသဘောကျရလားဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။